အပိုင်းနဲ့ဆက်မှာတော့ဂျင်ဦးကရေခဲဝဝနေရဲ့လောင်းအောင်ကြည့်ပြီးနိုးထလာစမ်းလို့ပြောလိုက်ပါတယ်။သူ့ရဲ့စကားဆုံးတာနဲ့ဝဝနေရဲ့အရေးတွေကဂျင်ဦးရဲ့ရှေ့ကိုထွက်ပေါ်လာခဲ့ပါတယ်။အပြင်ဘက်မှာတော့၃နာရီလောက်ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ရုံးဟူကအထဲမှာအချိန်၃လောက်ကုန်သွားလောက်ပြီလို့ပြောလိုက်ပါတယ်။ဒါဟုတ်ကျတော့ဂျင်ဦးကိုတွေ့နေတဲ့ဒေါန်စုကအတော်လေးစိတ်ပြတ်နေခဲ့ပါပြီ။သူကဒီလောက်ဆိုရင်ဂျင်ဦးလည်းအထဲမှာတည်နေလောက်ပြီလို့ဆိုကပြန်မိုးလောက်လိုက်ပေမဲ့တစုံတစ်ခုကိုသတိရတော့ခဲ့ပါတယ်။ ဒေါ်ကြောင့်ဒွန်ဆူးကအန်ကိုစီဂိတ်ကိုပါလို့အီရန်တွေကိုဝင်ဝင်ပေးလိုက်တာလေလို့စစ်မိခဲ့ပါတယ်။ဒေါ်ကြောတော့အန်ကဂျင်ဝူးကသူ့ရဲ့အသည့်ဖြစ်ပြီးစီဂိတ်ကိုလိလချင်တယ်လို့ပြောတာကြောင့်ခွင့်ပြုပေးလိုက်ကြောင်းပြောပြခဲ့ပါတယ်။ဒေါ်ကြောတော့ဒွန်ဆူးကဟုတ်လားလို့ပြောလိုက်တာကြောင့်အန်ကစိတ်အေးသွားခဲ့ပါတယ်။ဒါပေမဲ့သူကချက်ချင်းပဲလဲပင်းညစ်ခံလိုက်ရပြီးဒွန်ဆူးကအန်ကိုမင်းရဲ့ထူးဆန်းတဲ့အရာတွေကိုစိတ်ဝင်စားတဲ့အချင်းကိုသိရလို့ပြောလိုက်ပါတယ်။ အရိချင်းယုံဟုကဒွန်စုကိုလက်ကိုလွှတ်လိုက်ဖို့ပြောတာကြောင့်ဒွန်စုကသူ့ကိုအမိတ်ပေးနေရလားလို့ပြောကနှစ်ယောက်သားတိုက်ခိုက်ဖို့လုပ်ပါတယ်။ဒေါင်မင်းတို့အားလုံးကလန်သွားခဲ့ပြီးအက်စထရန်နေချင်းချင်းတိုက်ခိုက်တော်မယ်လို့ပြောလိုက်ပါတယ်။အရိချင်းထဲမှာတော့ကင်ကတောင်ရင်စွာနဲ့လမ်းလျှောက်နေခဲ့ပြီးသူကခဏကြာမှတေဆုံးနေတဲ့ရေခဲဝုန်းဝင်ကိုတွေ့လိုက်ရပါတယ်။ဒါကအီရန်နေရဲ့လက်ချက်လို့သူကထင်လိုက်ပေမဲ့မဖြစ်နိုင်ဘူးလို့ချက်ချင်းပြန်တွေးလိုက်ပြီးဒါရီအားလုံးက Ice of Free ကြောင့်ပဲဖြစ်ရမယ်လို့တွေးမိကထွက်ပြေးခဲ့ပါတယ်။ တစ်ဖက်မှာလည်းယွန်းဂိုရဲ့တိုက်ပွဲကိုဟန်တာအုတ်ထကနေဂျာကဝင်တားပစ်လိုက်ပါတယ်။ဒေါင်မြင်တော့ဒွန်ဆုကဘယ်ဆိုလို့လဲကြော်ဆန်းအောင်လို့ပြောတော့အုတ်ထကနှစ်ဖက်လုံးကအားကိုရှော့လိုက်ပါလို့ပြန်ပြောလိုက်ပါတယ်။အရင်နောက်ဒွန်ဆုကဂျင်ဝူးကိုအရန်ကိုကန်ကောင်းနေရပဲလို့ဆိုကထွက်သွားပါတယ်။အန်ကတော့ဂျင်ဝူးပြောက်ဘလောက်ထိတန်မာလဲဆိုတာကိုသူပဲသိရလို့ပြောလိုက်ပြီးဂျင်ဝူးကတေတာပေါ်အသက်ရှင်လျက်ပြန်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဂိုရိုးကစားကြရီကိုမိကင်လာပြီးသူတို့က ACCS ကားပြောနေကြတာပါ။ ဒေါင်မီနိုကင်တယောက်မယုံနိုင်ဖြစ်ကအီရန်တွေကအားလုံးပြည်စုံနဲ့တယောက်မှအတမ်းမတည်တာကိုတွေ့သွားခဲ့ပါတယ်။သူကဒါကြောင့်ဒေါ်ထွက်သွားပြီးဂိုရိုကိုလှမ်းအောင်လိုက်တာကြောင့်ဂိုရိုကလှမ်းသွားခဲ့တယ်။အရင်နောက်ကင်ကဂိုရိုကိုသူတို့ရဲ့ပေါင်းပါတွေအားလုံးကတည်သွားခဲ့ပြီးအဲ့ဒါကအစားအစာနဲ့လက်နက်တွေမရှိကြကြောင်းပဲလို့ပြောပြီးဂိုရိုကိုလက်နက်တွေဖွက်ထားခဲ့တာမလားလို့ဆွဆွဲပါတယ်။ပြီးတော့ဟဲဂျင်းကိုလည်းငင်းကအစာတွေကတင့်နေတာပဲ။ဒါကြောင့်ဂျင်ဝင်းရဲ့ဘက်ကိုလိုက်တော့တာမလားလို့ပြောဆိုနေကြတာကြောင့်ဟဲဂျင်းတယောက်လှမ်းသွားပါတယ်။ ဒေါသထွက်နေတဲ့ကင်ကတော့အားလုံးကိုသူ့ကိုပြောပြဖို့ပြောလိုက်ပြီးဓာတ်ကိုဆွဲထုတ်လိုက်ခါဒါရီကဂျင်ဦးကြောင့်ပဲလို့ပြောနေခဲ့ပါတယ်။အဲဒီချိန်ဂျင်ဦးကရောက်လာပြီးကင်ကိုလွင်သွောင်းအောင်တိုက်ခိုက်ပလိုက်ပြီးဘယ်သူကပေါင်းပါတွေကိုတင်းစီရာလဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်ဂျင်ဦးကအနောက်ကိုလိုက်လိုက်ပြီးထွက်လာခဲ့လို့ပြောလိုက်တော့ပုံးနေတဲ့အော့ဖ်တွေကထွက်လာပြီးဂျင်ဦးကမြင်းမော်ကတယောက်ကိုကြည့်ကဒါကဘော့စ်လားလို့ပြောလိုက်ပါတယ်။ ။အဲ့ဒီချိန်အော့ဖ်ရဲ့ခေါင်းဆောင်ဘာရုကာကဂျင်ဝန်ကိုကြည့်ပြီးတကယ်ကိုတုံးစားများတဲ့အမှတ်ကြီးထဲမှာကောင်းတာလေးရှိနေသေးတာပဲလို့ပြောတော့ဂျင်ဝန်ကမင်းခုငါတို့ကိုအမှတ်လို့ပြောလိုက်တာလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ဘာရုကာကဂျင်ဝန်ကိုမင်းကငါတို့စကားတွေကိုနားလည်ရလားလို့မေးတော့ဟဲဂျင်းတို့ကလည်းဂျင်ဝန်ကိုအံ့ဩလို့ကြည့်နေခဲ့ပါတယ်။ဂျင်ဝန်ကတော့ဒါကစစ်တန်ကြောင့်ဖြစ်လိမ့်မယ်လို့တွေးလိုက်မိပြီးအဲ့ဒီချိန်ဘာရုကာကဂျင်ဝန်ကိုသူ့ရဲ့လူတစ်ယောက်ကမင်းနဲ့တိုက်ခတ်ချင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့စကားဆုံးမှာပဲဂျင်ဝန်က F ရဲ့ခေါင်းကိုဖျက်ပလိုက်ပါတယ်။ ဒါအောင်မြင်တော့ဘာရူကာကဂျင်ဝန်ကိုစိတ်ဝင်စားကြပဲလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဂျင်ဝန်ကဘာရူကာကိုတိုက်ခတ်လိုက်ပါတယ်။ဒါကြောင့်ဘာရူကာရဲ့မြင်းကတေသွားခဲ့ပါတယ်။အဲဒီချိန်ဘာရူကာကဂျင်ဝန်ကိုမင်းကလူသားတယောက်တောင်မဟုတ်ဖဲနဲ့ဘာလို့လူသားတွေနဲ့ရောနေရလဲလို့မေးတော့ဂျင်ဝန်ကအံ့ဩသွားခဲ့ပါတယ်။သူ့ရဲ့ပုံစံကြောင့်ဘာရူကာကဂျင်ဝန်ကိုမင်းကကိုယ့်ကိုယ်ကိုဘာအောင်လဲဆိုတာမသိဘူးလားလို့မေးလိုက်ပါတယ်။ ဒါအောကျတော့ဂျင်ဝုကသူက player တယောက်ဖြစ်နေလို့လားလို့တွေးမိချိန်ဘော်ရူကာကသူတို့ကလူသားတွေနဲ့ပတ်သက်ပြီးအတန်တွေကိုကြားတယ်လို့ပြောပြီးအဲအတန်ကိုဂျင်ဝုစီကနေမကြားဘူးလို့ပြောပါတယ်။အရင်နောက်ဘော်ရူကာကဂျင်ဝုကိုအနောက်မှာရှိနေတဲ့လူသားတွေကိုသူတို့ကိုပေးလိုက်လို့ပြောပြီးဒါဆိုရင်မင်းတို့သွားခွင့်ပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့ဂျင်ဝုကမင်းတို့ကလူသားတွေကိုတတ်ချင်နေရအောင်ဘာမလုပ်လဲလို့မေးလိုက်ပါတယ်။ဒါအောင်ကျတော့ဘာရူကာကပြန်ဖြေဖို့လုပ်ပေမဲ့စစ်စတန်ကပြောင်းလဲသွားပြီးသူကပြောပြီးသားစကားကိုပဲထပ်ပြောနေခဲ့ပါတယ် ဒါကိုကြောက်တော့ဂျင်ဦးကသူ့အနေနဲ့ကမ်းလမ်းမှုကိုညင်းဆူရယ်လို့ပြောတော့ဘာရူကာကစိတ်တူသွားပါတယ်။သူကဒီလောက်လူဝင်အားနည်းနေတာကိုတော့အာခံနေရလားလို့မေးတော့ဂျင်ဦးကသူ့ရဲ့ရိတ်စစ်သားတွေကိုခေါ်ထုတ်လိုက်ပြီးဘဲဘက်ကအားနည်းနေရလေလို့ပြန်မေးလိုက်ပါတယ်။ဟဲဂျင်းကတော့ရုတ်တရက်ထွက်လာတဲ့ဝုန်းဝုန်းနဲ့စစ်သားတွေကြောင့်လှမ်းသွားပြီးဒါရီကိုရှင်စင်ခေါ်လိုက်တာလားလို့မေးလိုက်ပါတယ်။အရင်နောက်မှာတော့ Elf တွေနဲ့ဂျင်ဦးရဲ့ရိတ်စစ်တပ်ကတိုက်ခိုက်ကြပါတယ်။ဟဲဂျင်းကတော့အားလုံးကိုတိုက်ပွဲလို့ရကိုခေါ်ထုတ်လာပြီးဒါကငါတို့ဝင်ပါလို့ရတဲ့အနေထားမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်သူမတို့ကိုအာဖရီကမြောင်းနဲ့ပစ်ဖို့လုပ်ပေမဲ့ဂျင်ဝူကဝင်လာပြီးအာဖရီကိုတတ်ပလိုက်ပါတယ်။ပြီးတော့သူကတိုက်ပွဲအခြေအနေကိုကြည့်ပြီးဒလောင်းနဲ့မရသေးဘူးဆိုတာသဘောပေါက်သွားပြီးသူ့အနေနဲ့အစွမ်းနဲ့လိုအပ်နေသေးတယ်ဆိုတာသိသွားပါတယ်။ပြီးတော့ဘာရူကာကအတော်လေးတန်မာတာကိုဂျင်ဝူကသတိထားမိနေခဲ့ပြီးအဲဂရစ်ကိုခေါ်ပြီးတိုက်ခတ်ခိုင်းရင်တော့မြောင်းလောက်ဖူလို့တွေးနေခဲ့ပါတယ်။အရင်နောက်သူကပိုပြီးစွမ်းအားတွေကိုလိုအပ်တယ်လို့တွေးနေချိန်ဘာရူကာကဂျင်ဝူကိုရုတ်တရက်တိုက်ခတ်လိုက်ပါတယ်။အဲ့ဒီချိန်ဘာရူကာရဲ့အပေါ်ကိုမီလုံးကြီးက ပြုတ်ကျလာပြီးပောက်ကွဲမှုတွေဖြစ်ပွားသွားခဲ့ပါတယ်။ ဒီတန်ကြောင်တစ်ဖက်ကကင်ကလည်းနိုးလာပြီးသူကဂျင်ဝုံအမြင်ကတိုက်ခတ်ဖို့လုပ်ပါတယ်ပြီးတော့ဘာရူကာကလည်းဂျင်ဝုံကိုတစ်ဖက်ကတိုက်ခတ်ဖို့လုပ်ခဲ့ပါတယ်အဲ့ဒီချိန်မိကုံးဝဲတွေကပေါ်လာပြီးဘာရူကာကဒလောင်းနဲ့သူ့ကိုမတားနိုင်ဘူးလို့ပြောလိုက်ချိန်အရေးစတီတယောက်ကပေါ်လာခဲ့ပါတယ်တကယ်တော့ဂျင်ဝုံကသူ့ကိုတတ်ဖို့လုပ်နေတဲ့ကင်ကိုတပ်လိုက်ပြီးဘာရူကာကိုတိုက်ခတ်ဖို့သူ့ရဲ့အရေးကိုအသုံးချလိုက်တာပါဂျင်ဝုံကကင်ကိုမင်းခုအိုင်ရွန်ဖြစ်သွားပြီလို့နာမည်ပေးလိုက်ပြီးဘာရူကာကိုတိုက်ခတ်ခံခဲ့ပါတယ်တစ်ဖက်မှာလည်းဟန်ကဟယ်ရှင်းကိုဟန်တာရီရဲ့တိုက်ပွဲကဒီလိုပဲလားလို့မေးလိုက်ပါတယ် ဟဲချင်းကတော့ဒလိုသားဆိုရင်သူမကဟန်တာတယောက်ဖြစ်လာကြအကြောင်းရှိဘူးလို့ပြောလိုက်ပါတယ်ပြီးတော့ဒလိုမျိုးတိုက်ပွဲတွေကိုပထမဆုံးမြင်မှုလာလို့ရှင်းပြပါတယ်တဖက်မှာတော့ဘယ်ရီကာကဂျင်ဝန်းကိုအိုင်ရွန်တယောက်ထဲကသူ့ကိုမတိုက်နိုင်ဘူးလို့ပြောပြီးမင်းတို့ဘာလာတိုက်သင့်တယ်လို့ပြောလိုက်ပါတယ်သူရဲ့စကားကိုကြားတော့ဂျင်ဝန်းကသုံးအောင်ပေါင်းပြီးဘယ်ရီကာကိုဝိုင်းချပါတယ်အချိန်တော်ကြာအောင်တိုက်ခတ်ပြီးနောက်ပိုင်းမှာတော့ဂျင်ဝန်းကဘယ်ရီကာကိုဓာတ်နဲ့ထိုးလိုက်ပြီးအရာအလုံးပြီးသွားပြီလို့ပြောလိုက်ချင်းအဲဂရစ်ကဘယ်ရီကာကိုသူ့ရဲ့လက်နက်နဲ့ထုချလိုက်ပါတယ် ်အရင်နောက်မှာတော့အားလုံးက ပြီးသွားချိန်အရုံကဘာရူကာရဲ့အလားကိုထပ်ပြီးထူရိုက်ဖို့လုပ်နေတာကြောင့်ဂျင်ဝုကတော်ယုံမဲလို့ဖို့ပြောလိုက်ပါတယ်ပြီးတော့ဂျင်ဝုကအနာဂတ်အတွက်ယင်လေးတယ်လို့ပြောကဟန်ရော့စီကိုရှော့သွားပါတယ်အရင်နောက်ရအားလုံးပြီးသွားပြီလို့ပြောလိုက်ပြီးဂျင်ဝုကပြန်ညမလားလို့ပြောလိုက်ပါတယ်အဲဒီချိန်ဂိတ်တစ်ခုကပေါ်လာတာကြောင့်အားလုံးကပျော်သွားခဲ့ပါတယ်အပြင်ဘက်မှာတော့ဟန်ကယွန်းဟိုကိုအင်ကိုပြန်ကအနားယူဖို့ပြောပေမဲ့ယွန်းဟိုကတော့အဖွဲသားတွေကအထဲမှာရှိနေရကြောင်းစိတ်ပူနေခဲ့ပါတယ်။အဲဒီချိန်ဂိတ်ကအယောင်ပြောင်းသွားပြီးအထဲကနေဟဲချင်းတို့ကထွက်လာခဲ့ပါတယ်။ ယုံကကင်လို့ A rank ကအသက်ရှင်မယ်လို့မျှော်လင့်ထားခဲ့ပေမဲ့တကယ်ထွက်လာတာက level နည်းတဲ့သူတွေဖြစ်နေလို့အံ့ဩနေခဲ့ပါတယ်။အန်ကတော့အပြင်ကထွက်လာတဲ့ဂျင်းဦးကိုကြည့်ပြီးငါထင်တာမှန်သားပဲလို့တွေးကကြိတ်ပျော်နေခဲ့ပါတယ်။ခဏကြာတော့ဂိတ်ကပျောက်သွားပြီးယုံကအသက်ရှင်ကြံနေတဲ့သူတွေကိုကြည့်ကအံ့ဩနေပြီးဘာဖြစ်ခဲ့ရလဲလို့တွေးနေခဲ့ပါတယ်။အဲ့ဒီချင်းဂျင်းဦးကတော့ဟန်ကိုအင်ကိုပြန်လိုက်ပို့ဝင်မယ်လို့ဆိုကထွက်သွားဖို့လုပ်ချင်းယုံဟုတ်ကတားလိုက်ပြီးမေးစရာရှိရလို့ဆိုပါတယ်ဒါပေမဲ့ဂျင်းဦးကတော့ပင်မနေပြီဖြစ်လို့ဂိလ်ကသူတွေကိုသာမေးဖို့ပြောလိုက်ပါတယ် စိတ်တူသွားတဲ့ရင်းဟိုကဂျင်ဝင်းကိုတောင်ငန်းနေနဲ့ဖွဲ့သားတွေပြောင်းနေရတဲ့ပတ်သက်ပြီးမေးရမယ်လို့ဆိုတော့ဂျင်ဝင်းရဲ့မျက်လုံးတွေကအယောင်ပြောင်းသွားပြီးတကယ်တမ်းတောင်ငန်းသာဆိုရင်သူကလူမျိုးကိုကယ်ပေးခဲ့တာအတွက်ကျေးဇူးတင်နေတယ်မလားလို့ပြောလိုက်ပါတယ်။ဒါ့အပြင်ကျတော့ရင်းဟိုကချက်ချင်းပဲသူ့ရဲ့အမူအရာကိုပြင်လိုက်ပြီးတောင်းပန်ခဲ့ပါတယ်။ကားဘိုကိုတက်သွားတဲ့ဂျင်ဝင်းကိုကြည့်ပြီးအတော်ဆက်ဆံရခတ်တာပဲလို့မှတ်ချက်ချနေခဲ့တာပါ။ဂိုရိုကတော့ဒါကနောက်ဆုံး boss ကိုတတ်ပြီးချိန်မှာဖြစ်သွားခဲ့ရလို့ပြောပြီးစိတ်ရက်ကကောင်းပါလေလို့ပြောခဲ့ပါတယ် အရင်နောက်ယွန်းကိုကအန်ကိုဂျင်ဝုကိုဂဲကိုရောင်းခေါ်လာဖို့ပြောလိုက်ပါတယ်တဖက်မှာတော့ဂျင်ဝုကဟန်ကိုလိုက်ပို့ပေးခဲ့ပြီးဟန်ကသူမကိုကယ်ခဲ့တာတော့ကျေးဇူးတင်ခဲ့ပြီးနောက်ရပြန်တွေ့မယ်လို့ပြောလိုက်ပါတယ်အပြန်လမ်းမှာတော့ဂျင်ဝုကဓာတ်ချောင်းမရတဲ့အတွက်စိတ်ပြတ်နေခဲ့ပါတယ်သူကအင်ကိုရောက်တဲ့အထိဒီကိစ္စကိုခဲမကြည့်သေးပါဘူးဘာလို့လဲဆိုတော့သူ့အနေနဲ့ဘာရူကာအရေးကိုထုတ်လို့မရခဲ့လို့ပါနောက်ရမှာတော့ဂျင်ဝုကဂျင်ဝုကိုလာတွေ့ပြီးဂျင်ဝုကလည်းလမ်းမှာဟန်ကိုဝင်ခေါ်လိုက်ပါတယ် ဂျင်ဝန်ကဟန်ကိုမင်းညားကအိတ်လို့ရရလားလို့မေးနေခဲ့ပြီးနောက်ကျမှအိမ်ကိုပြန်ရောက်တာကြောင့်အိမ်မရဘူးလို့ပြောဆိုနေခဲ့ကြပါတယ်။ဒါအိုကျော်တော့ဂျင်ဝန်ကဂျင်ဝန်နဲ့ဟန်ရဲ့ဆက်ဆံရေးကိုတမျိုးထင်ကလန့်သွားခဲ့ပါတယ်။ပြီးတော့ဂျင်ဝန်ကဂျင်ဝန်ကိုဟန်ကအသက်မပြည့်သေးဘူးလို့သတိပေးလိုက်ပြီးဒါအိုကျော်တော့ဂျင်ဝန်ကလည်းဘာဖြစ်လို့လဲလို့ပြန်မေးလိုက်ပါတယ်။ဒါကြောင့်ဂျင်ဝန်ကဘာမှဖြစ်ပါဘူးလို့ဆိုကပါဇက်ပိတ်နေလိုက်ပြီးဇလန်းလေးကလည်းဒီမာရီမဲခန်းရက်သွားခဲ့ပါတယ်